မင်္ဂလာပါကျင်းစာရဲမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့မင်းဟိုတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ရှင်ပြန်ထင်မြောက်လာတဲ့သူတော်စင်တွေလေသူတို့တွေတကယ်ဘယ်ကိုသွားကြတာလဲပေါ့ဟုတ်တယ်အဖြေကတခုတည်းမဟုတ်တော့ဖြစ်နေတော့ဒီကိစ္စက တော်တော်လေးကိုစူးစမ်းချင်စရာကောင်းနေတာပါကြည့်တော့အဓိကမေးခွန်းကဒါပါပဲခရစ်တော်နိုင်အိပ်ပျော်ပြီးရှင်ပြန်ထမြောက်လာတဲ့အခါသူတို့ရဲ့ခီးစုံကဘေးနေရလဲစံစာထဲမှာနေရာအတော်များများကိုရည်ညွှန်းထားတော့ လူတွေအတွက်နည်းနည်း shock ထွေးသွားစေနိုင်ပါပဲဟုတ်ကဲ့အဓိကအားဖြင့်နေရာ၃ခုကိုတွေ့ရလဲတစ်ခုကလေတယ်နောက်တစ်ခုကဇီယုံတောင်ပြီးတော့ဖန်ရေကန်နာကဲဒီနေရာတွေကတကယ်ဖဲမတူတဲ့နေရာတွေလားဒါမှမဟုတ်တစ်ခုခုကိုပဲဖုံစံအမျိုးမျိုးနဲ့ပြောပြနေတာလားစပြီးလေ့လာကြည့်ကြရအောင်အောက်ပြီဒီလီယောရွက်ချက်ကိုပေါ်ထုတ်ခုပထမဆုံးအနေနဲ့ဒီနေရာတစ်ခုချင်းစီကဘာကိုဆိုလိုတယ်လဲဆိုတာကိုရင်ကြည့်လိုက်ကြအောင် ပထမဆုံးကတော့လေထဲဆိုတဲ့နေရာပါတစ္စေတတလောနေမှာပေါ်ပြထားလို့ပဲဒါကရှင်ပြန်ထမြောက်တဲ့သူတွေမိုးတိမ်တဲ့ချီဆောင်ခံရပြီးသခင်ဖျားနဲ့တွေ့ဆုံမဲ့နေရာကိုဆိုလိုတာပါကဘာမြေပေါ်မှာဘဲတန်ကြီးတွေမကြောက်ခင်ဖြစ်ဖြစ်မဲ့အရေးကြီးချက်အဖြစ်ပြက်တစ်ခုပေါ့နောက်တစ်ခုကဇီအုံတောင်ဗျာဒိချမ်းမဆိုရင်တတင်း၄တောင်း၄ထောင်ကတိုးတငယ်နဲ့အတူဒီတောင်ပေါ်မှာရက်နေကြတယ်လို့ဆိုထားတယ် ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကဇီအုံတောင်ဆိုတာမြေကြီးပေါ်ကတောင်တစ်ခုတည်းကိုပဲပြောတာမဟုတ်ပဲဖျားတခင်ပလင်တော်ရှိရာတန့်ရှင်းမိနေတဲ့နေရာကိုပုံဆောင်တဲ့အတုံးလုံးလေးဖြစ်နေတာပါပဲပြီးတော့ဖန်ရေကန်တာဒါတော့လေဖျားတခင်ရဲ့ပလင်တော်ရှိမှာပဲရှိတဲ့နေရာပါဒီနေရာမှာတော့တားရဲကိုအောင်းနိုင်ခဲ့တဲ့သူတော်စင်းကြီးစုဝင်ရက်နေကြတယ်လို့ဖော်ပြထားပြန်ပါတယ်โอเค ညာတွေကိုကြည့်ပြီးသွားပြီဆိုတော့နောက်တစ်ပိုင်းအနေနဲ့ကျန်းစာထဲမှာပေါ်ပြထားတဲ့သူတော်စင်အုပ်စုနှစ်စုအကြောင်းကိုဆက်ကြည့်အောင်သူတို့ကကာကွယ်တဲ့သူတွေနဲ့ကာကွယ်ခံရတဲ့သူတွေဆိုပြီးရှိနေပါရဲ့ဒီနေရာမှာရှင်းရှင်းလေးလေးမြင်လိုက်တာကအုပ်စုနှစ်စုပါပထမအုပ်စုကတော့တသိခတ်နေခံရတဲ့အဦးတီးတော်အတီးလို့ခေါ်တဲ့တသိန်းလေးတောင်းလေးထောင်ပေါ့သူတို့ရဲ့ကာဝင်ကတခြားထူတော်စင်တွေကိုကာကွယ်ဖို့နဲ့ profit ပြုဖို့ပါ ဒုတိယအုပ်စုကတော့သူတို့ရဲ့ကာကွယ်စောင့်ရှောက်မှုကိုခံယူရတဲ့များပြားလာတဲ့လူအုပ်ကြီးအာဇာနည်တွေပဲဖြစ်ပါတယ်။ကဲဒီလိုမတွန်နီးရနေရတယ်မတွန်နီးရလူအုပ်စုတွေအကြောင်းသိလာတဲ့အခါမှာအကြီးမားဆုံးမေးခွန်းတစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒါကဘာဖြစ်မလဲ။ဆိုလိုတာကဒီအုပ်စုတွေကသူတို့ရဲ့အခန်းကဏအလိုက် ကောင်းကင်ဘုံမှာမတွန်နီးတဲ့နေရာတွေကိုတွားချရတာလားဥပမာတသိန်းလေးတောင်းလေးထောင်ကတနေရာကျန်တဲ့သူတွေကတခြားတနေရာအဲ့ဒီလိုမျိုးလားအဖေကတော့ လုံးဝမဟုတ်ပါဘူးဒါဟာအရေးကြီးဆုံးအချက်ပါပဲကျန်းစာရေးအစိုးအရသူတို့အားလုံးဟာတဏှာတဲ့ကိုပေးထွားကြပါပါဆိုတော့ဒီခဏိပါကိုနားလည်လို့ရလဲဆိုရင်လေတဲ့စီအောင်တောင်နဲ့ဖန်ရကနာဆိုတာတွေကတိချာကောင်းကင်မုံတွေမဟုတ်ပါဘူးအားလုံးကပန်းတိုင်တဒူးတဲ့ကိုပဲညွှန်းနေတာပါအဲ့ဒါကတော့ဖျားသခင်ပလင်တော်ရှိတော်မောက်ပါပဲတနည်းပြောရရင်ပုံဆောင်စကလုံးတွေနဲ့နေရာတဒူးတဲ့ကိုပဲပုံစံမျိုးမျိုးနဲ့ဖော်ပြထားတာဖြစ်ပါတယ် ဒီအချက်ကိုပိုးပြီးခိုင်မာစေတဲ့ကျန်းစာခွေချမ်းစိတ်ဖျားချက်ထဲကကိုကားချက်တစ်ခုကို ကြည်လိုက်ရအောင်ဒီမှာဖန်ရကဟာပလန်လင်းတော်ရှစ်မှာရှိတယ်ဇီယုံတောင်ဟာလည်းပလန်လင်းတော်ရှစ်မှာပဲရှိတယ်ဆိုပြီးရှင်းရှင်းလင်းလင်းကိုဖော်ပြထားတာပါနှစ်ခုစလုံးကနေရာတစ်ခုတည်းမှာပဲရှိနေတာပါ ဟုတ်ပြီဒါဆိုရင် နောက်ထပ်မေးစရာရှိလာတာက နေရာတစ်ခုတည်းကိုပဲဘာဖြစ်လို့ပိုးဆက်မျိုးမျိုးနဲ့ဖော်ပြထားရတာလဲ အကြောင်းရင်းကဘာဖြစ်နိုင်မလဲအဖြေကတော့သူတို့ဖေးနေရမှာရှိတယ်ဆိုတော့ခွဲခြားဖို့မဟုတ်ပါဘူးသူတို့တလူဦးရဲ့ထူချောတဲ့တာဝန်တွေအခန်းကဏ္ဍတွေနဲ့သူတို့ရဲ့အရေးအချင်းတွေကိုအလဲပေးဖော်ပြခြင်းလိုပဲဖြစ်ပါရဲ့ဥမာကြည့်အောင်တသိန်း၄တောင်း၄တောင်းကိုစီးအောင်တောင်းပေါ်မှာမြင်ရတယ်ဆိုတာကသူတို့ဟာဦးသီးတော်အသီးတွေကာကွယ်ဆုံးရှုံးသူတွေအဖြစ်ထမ်းဆောင်ခဲ့တဲ့အထူးအခန်းကဏ္ဍကိုပေါ်လင်းစေပါတယ် အလားတူပဲတခြားအာဇာနည်တွေကိုဖန်ရည်ကန်နာမှမြင်ရတာကတော့ သူတို့ဟာကာကွယ်ခံခဲ့ရပြီး နောက်ဆုံးမှာတားရဲကိုအောင်နိုင်ခဲ့လူတွေဖြစ်သူတို့ရဲ့အောင်ပွဲကိုဂုံပြုဖော်ညွှန်းနေတာပါဒီအချက်ကိုဒီကိုကားချက်ကအကောင်းဆုံးအကျဉ်းချုပ်ပေးနိုင်ပါတယ်အာဇာနည်တွေချီဆောင်ခံရတဲ့နေရာကမတူပါဘူးဒီလိုဖော်ပြချက်တွေကသူတို့ရဲ့ထူးခြားတဲ့အရေးအချင်းနဲ့အခန်းကဏ္ဍအော်ရှင်းပြဖို့အတွက်သာဖြစ်တယ်ဆိုပြီးတော့ပါဒီတော့ အဓိကမှတ်သားရမယ့်အချက်ကတည်းကပဲအာဇာနည်အဖြစ်တစ္ဆာဆောင်တည်သူအားလုံးဟာသူတို့ရဲ့တာဝန်တွေမတူညီရင်တောင်မှပထမရှင်ပြန်ထမြောက်ခြင်းမှအတူတကွထမြောက်ကြပြီးပန်းနိုင်တစ်ခုတည်းကိုပဲအတူတူသွားကြမှာဖြစ်ပါပဲကဲဒီနေ့ကျွန်တော်တို့ရဲ့လေ့လာမှုကိုဒီမေးခွန်းလေးနဲ့အဆုံးသတ်လိုက်ချင်ပါတယ်အကေဝေးအာဇာနည်အားလုံးကခီးပန်းနိုင်တစ်ခုတည်းကိုပဲသွားကြမယ်ဆိုရင်သူတို့ရရှိမဲ့ဆိုလောက်ကိုတကယ်တမ်းဘဲရကခွဲခြားသတ်မှတ်ပြနေတာလေ။ဒါကတော့ ဆက်ပြီးစဉ်းစားစရာအချက်တစ်ခုပါပဲ။